ါပါရှင်အစတူဂါဒန်ချန်နယ်မှာကြိုဆိုပါတယ်ရှင်အစတူဒူနေ့ယနေ့နှစ်ခတ်စီစဉ်မှာ2025ဒီဇင်ဘာ9အင်္ဂါနေ့အတွက်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ့်နှစ်ခတ်အချိန်ကာလကိုစီစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျွန်မမနှင်းပန်းအင်နဲ့ဒူမရွှေအောင်တို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်2025ဒီဇင်ဘာလ9ရက်အင်္ဂါနေ့တွင်အင်္ဂါနေ့သားသမီးများအပေါ်ပုံမထီအောင်နိုင်တဲ့ကောင်းကျိုးနှစ်ခတ်ခုနှစ်ပါနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှစ်ခတ်အချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ည7:73နာရီမိနစ်မှည7:33နာရီမိနစ်ချိန်တွင်မှဆိုရင်တော့ဖုံးကန်ကြီးမြင့်မဲ့ဓာတ်နက်ခတ်ကိန်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ည7:06နာရီမိနစ်မှည7:26နာရီမိနစ်ချိန်တွင်မှဆိုရင်တော့စန္ဒအောင်မြင့်မီမြစ်တိုင်ကန်ကောင်းမွန်စင်မဲ့ဆုံနက်ခတ်ကိန်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နေ့လယ်7:55မိနစ်မှာနေ့လယ်7:55မိနစ်ချိန်တွင်မှာဆိုရင်တော့ဘယ်လုံငန်းမျိုးကိုမစိုးလောက်ကင်ပါကအထွတ်ထက်ရရှိအောင်မြင်နိုင်တဲ့အဒီပရိနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်၁၂နာရီ၄၅မိနစ်မှနေ့လယ်၁နာရီ၅မိနစ်အချိန်ပြမှာဆိုရင်တော့ရာရောစာအနာကြီးမြင့်စင်မဲ့ထိပြုနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နေ့လယ်၃နာရီ၅၈မိနစ်မှညနေ၄နာရီ၁၈မိနစ်အချိန်တွင်မှဆိုရင်တော့အင်ချမ်းကြီးရောင်းဝယ်ကိစ္စရမြအကျိုးပြုစီမဲ့စင်ပြုနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နနက်9:18မိနစ်မှာနနက်9:38မိနစ်ချိန်တွင်းမှာဆိုရင်တော့ငွေကြေးရှုငွေရတနာနဲ့ထိကန်ဆမ်းမှုကံကောင်းမွန်စေမယ့်ရတနာနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည9:59မိနစ်မှာည9:18မိနစ်ချိန်တွင်းမှာဆိုရင်တော့သာသမိရတနာထွန်းအားရရှိစေမယ့်တန်တီနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်အင်္ဂါနေ့သတ္တမများအပေါ်ပုံမူပြီးထ ිය ောက်မှုရှိနိုင်တဲ့စိုးကျနှက်ခတ်အချိန်ကာလများကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ နနက်2နာရီ25မိနစ်မှနနက်2နာရီ45မိနစ်အချိန်တွင်းမှဆိုရင်တော့မတော်တဆထိခိုက်ဒဏ်ရာရရှိမှုတွေတေကျပြည့်စုံဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်နနက်9:18မိနစ်မှနနက်9:38မိနစ်အချိန်တွင်းမှဆိုရင်တော့အမှုခင်းပြဿနာတွေစိတ်ပူပန်စရာတော့ကတွေဖြစ်စေနိုင်တဲ့တော့ကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နက်နက်2:17မိနစ်မှနက်နက်2:32မိနစ်အချိန်တွင်းမှဆိုရင်တော့ဆုံရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နက်နက်10:33မိနစ်မှနက်နက်10:53မိနစ်အချိန်တွင်းမှဆိုရင်တော့မိတ်ဆွေသင်္ကာများဆုံရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိတုနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ည7:34မိနစ်မှည7:54မိနစ်အချိန်တွင်းမှဆိုရင်တော့အလုံစီပွားကိစ္စရပ်တွေမှာထိခိုက်ပျက်စီးဆုံရှုံးမှုတွေဖြစ်စေနိုင်တဲ့ဘင်ကနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲ ဖြစ်ပါတယ်ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်ချိန်ကာရီယာဆိုရင်တော့အင်္ဂါနေ့သတ္တမများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နက္ခတ်ချိန်ကာရီပဲဖြစ်ပါရဲ့ရှင်။ဒီနက္ခတ်ချိန်ကာရီကိုသမီးတို့ရဲ့ဆရာဆရာဦးဇေယျကိုမှကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ယနေ့နက္ခတ်စီစဉ်ကိုကြည့်ရှုပေးခဲ့ကြသောမိဘပြည်သူများအားလုံးကျေးဇူးတင်ပါတယ်ရှင်။